ဆိုတော်ဝိဟီရဲ့တိန်ထောင်ကြော်လန်ကားကြီးအင်းစိန်မှာအကြီးအကျယ်မိလာမှုဖြစ်ပေါ်မင်္ဂလာပါပရိသတ်ကြီးရှင်အစိုးရဝိရီကတော့တကြံတချင်းအနေငယ်နဲ့ကိုပိုင်တန်စင်တီတချင်းတချို့ကိုထုတ်လုပ်တည်ဆူခဲ့တာဖြစ်ပြီးနေပရိသတ်အများစုရဲ့အပိချစ်ခင်မှုကိုလက်ခံရရှိထားသူလည်းဖြစ်ပါတယ်။မနေ့ကဇွန်လ18ရက်နေ့မနက်ပိုင်းမှာအစိုးရဝိရီရဲ့ကားဟာရုတ်တရက်မိထလောင်ခဲ့လို့ကားထဲကနေအသက်လူပြီးပြေးခဲ့ရတယ်လို့အစိုးရဝိရီကအတည်ပြုလာခဲ့ပါတယ်။ သူမစီတဲ့ကားမျိုးစားကတော့ Soul East DH7 တရုတ်နိုင်ငံထုတ်ကားမျိုးစားဖြစ်ပြီးမနေ့ကဇွန်လ18ရက်မနက်၈နာရီဝန်းကျင်အင်းစိန်မြို့နယ်ဂျပန်လမ်းမှာမိလာမှုဖြစ်ပွားခဲ့တာဖြစ်ပြီးကားတစ်စီးလုံးမိလာကျန်းသွားခဲ့တာလည်းဖြစ်ပါတယ်အဆိုတော်ဝိရီကကာမီလာမှုကြောင့်တွေ့ရတဲ့အချိန်မှာရင်ဆိုင်ခဲ့ရတဲ့အဖြစ်အစဉ်တချို့ကိုသူမကိုယ်တိုင်ပြောပြထားတာဖြစ်ပြီးကားကနှမျောစရာကောင်းပေမယ့်တံမိုးပို့ရှိတဲ့လူအသက်ကဘာမှမဖြစ်တော့ကံကောင်းပါတယ်လို့လည်းဆိုလာခဲ့တာဖြစ်ပါတယ်။ အာဒီနေ့မနေ့ပေါ့နော်ဝိရေကားပေါ့နော်ဂျပန်လမ်းမှာအဲ့လိုမီးလောင်ပါတယ်ထိုင်နေရဲ့နေရာကနေပြီးတော့ပေါ့နော်ထထိုင်နေရဲ့နေရာကနေပူပြီးတော့ပေါ့နော်မီးကြီးဟက်တလို့ဖင်ပူသွားလို့ပေါ့နော်အဲ့ဒါနဲ့ပူသွားတာနဲ့ဟဲ့ဘာဖြစ်လို့လဲမသိဘူးဆိုပြီးတော့ပူလို့ပေါ့နော်ကိုကလည်းဟိုကြည့်ဒီကြည့်ပေါ့ပြီးလည်းပြီးတော့ကားတကားဖွင့်တော့လည်းဖွင့်လို့မရတော့ဘူးပေါ့နော် အမအာနဲ့ကားတကားကိုမနှဲဆောင်ဖွင့်တာပေါ့နော်အဘေးနားမှာထီးပါတော့ထီးနဲ့ရိုက်ဖွင့်ပင်ခြေထောက်နဲ့ဆောက်ကန်ဖွင့်ပေါ့နော်အာအမျိုးမျိုးဖွင့်ရတယ်ပေါ့နော်နောက်ဆုံးတော့တစ်စည်းလုံးလောင်သွားပါတယ်နောက်ဆုံးမှာတစ်စည်းလုံးမိတဲ့ပါသွားတယ်ပေါ့နော်အာဘေးကကိုကြီးရာမိသက်ကားကိုဖုံးဆက်ပေးတယ်ပေါ့နော်အကုန်လုံးကျေးဇူးတင်ပါတယ်လို့ဦးကြီးတော်တော်လေးစိတ်မကောင်းဖြစ်နေတယ်ပေါ့နော်လူလည်းလက်တွေပါရေဆိုလို့ရှင်လက်သေးတွေကျိုးပဲ့သွားတယ်ပေါ့နော်ဆိုတော့လက်တွေလည်းနည်းနည်းထိသွားတယ်ပေါ့နော်အ ဒါပေမဲ့မတည်ရာကံကောင်းမှာမတည်ရာကံကောင်းလို့ပေါ့နော်ဖះခဲ့တာပေါ့နော်ဖះတရားတန်တာပေါ့နော်ဖះစာရုပ်ပြီးတော့ဒီတကားကိုပွင့်အောင်ဖွင့်ရတာပေါ့နော်အမအပင်နေဆိုလို့ရှင်တော့မိဒီလောင်းသွားရပါ